အားလုံးမင်္ဂလာပါလို့သခင်ယေရှုနာမ၌နှုတ်ခွန်းဆက်ပါရယ်အချိန်တိုင်းပြင်ဆင်ပေးတဲ့ဖျားရှင်ရဲ့နာမတော်အထူးပဲချီးမွမ်းနေနေ့ရက်စနေအသက်ရှင်ခြင်းကျမ်းမာခြင်းခွင့်ပေးတဲ့ထို့ဖျားရှင်ရဲ့နာမတော်ဒီကပဆက်ဆက်မင်္ဂလာရွှေပုံကြည်ပါစေဒီနေ့မှလည်းအသက်ရှင်တော်ထာဝရဘုရားရဲ့နှုတ်ကပတော်ကိုသူတို့ကပြန်လဲဆင်ခြင်ခွာယူဖို့အရောက်စီတိုင်းကိုသခင်ယေရှုနာမ၌ပြန်ပြီးတော့အကျိုးဆုခေါ်ဖိတ်ခြင်းဖြစ်ပါတယ်ဒီနေ့ ြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကပ္ပဦးချံအခန်းကြီး29ရောက်လာတဲ့အခါမှာကျွန်တော်တို့ရာဂုတ်ရဲ့အကြောင်းအဖြစ်ဆက်ပြီးတော့ခွန်အားယူဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ကောင်းစဉ်ကရေတွင်းနာတို့ချင်းကပ်ခြင်းဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်ဟာလေလုယာခဏလေးဆုတောင်းလက်အစာပြုကြရအောင် ကောင်းမြတ်တော်ဖရာကိုရောကုကြီးဆုတဲ့နဲ့နာမတော်ကိုချီးမွမ်းတယ် အချိန်တိုင်းပြင်ဆင်ပေးလို့နာမတော်ကိုကောင်းချီးပေးပါရယ်ကိုရေအသက်ရှင်သောနှုတ်ပတ်တော်ဒီတာချမျိုးမှာဆ ảy ၍အရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်စေပါပြက်တနာရောက်တိုင်းအခက်ခဲရောက်တိုင်းရေသွင်းသားတို့ ချင်ကပ်ပြီးထိုရေသွင်းသားတို့ချင်ကပ်ခြင်းအဖြစ်ပြက်တနာတွေအခက်ခဲတွေထဲကနေကြော်လွန်လွတ်မြောက်သွားသောရည်သွင်းသားတို့ချင်ကတ်တို့ရောက်စရန်ရဲ့အသက်တာအဖြစ်ကိုတော့တာချမတို့ကိုစကားပြောပါ ရေတွင်းဒီဥတော်ခရစ်တော်ထံတော်ပါမမမိရဲ့ဒုက္ခပြဒနာတွေကိုအံ့နံပြီးတော့ကိုရောအားဖြင့်အောင်မြင်ခြင်းလွတ်မြောက်ခြင်းကောင်းခြင်းမင်္ဂလာအရောက်စီတိုင်းရဲ့အတ္တထဲမှာခံစားစီပါမိကြောင်းနှုတ်ကပတ်တော်နဲ့အချိန်တိုင်းကိုရဲလက်တော်ထဲမှာဆက်ကအနံလျက်အစပြုပါတဲ့အဖထာဝရမြတ်စွာသောဘုရားတခင်အာမင်ဟာလေလုယာရေတွင်းသားတို့ချင်ကပ်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့အတူတူကနှုတ်ကပတ်တော်ကိုခွန်အားယူကြရအောင် ကပောက်ချမ်းအခန်းကြီး29ရောက်တဲ့အခါမှာရာဂုတ်ကခยีသွားပြီးတော့အရှိပြည်သားတို့နေတော့အရက်ကိုရောက်သွားတာဖြစ်တယ်အခန်းငယ်နှစ်ထဲမှာမျောကြည့်၍တောဆ၌ရေတွင်းတစ်ခုကို မြင်၏ထိုတွင်းရေဖြစ်တိုးစုများကိုတိုက်တက်သည်ဖြစ်၍တွင်းနာမှာတိုးစုသုံးစုအိတ်လက်ရှိ၏ရေတွင်းဝပေါ်မှာကြီးစွာသောကြောက်ရှိ၏ တိုးထိအပေါင်းတို့သည်ထိုအရက်၌စုဝေးသောအခါရေတွင်းဝ၌ဖုံးအုပ်သောကြောက်ကိုလှိတ်လှန်၍တိုးများကိုရေတိုက်ပီးလင်ထိုကြောက်ကိုမိမိနေရာရေတွင်းဝပေါ်မှာတဖန်ထားလေရှိ၏တဲ့ဟာလေလုယာဖျားရှင်နာမပုံကြည်ပါစေရာဂုတ်ကအရှိပြည့်ရက်ကိုသွားတဲ့အခါမှာသူမျောကြည့်တဲ့အခါမှာတော့ ဆက်มาပေါ့เนาะသူရေတွင်းတစ်ခုကိုတွေ့တယ်အဲ့ဒီရေတွင်းနားမှာသူကသွားတာဖြစ်တယ်အဲ့ဒီရေတွင်းရပါလဲဆိုကြောက်နဲ့ဖုံထားတာဖြစ်တယ်အဲ့ကြောက်ကိုလှိတ်လှန်มาပဲရေခတ်ပြီးတော့မိမိရဲ့တူးတွေကိုရေတိုက်လိရှိတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်အခန်းငယ်30ထဲမှာရာဂုတ်ဒီမိမိဥယီလာပိုင်းသမီးရာခေလာနဲ့ ဥကြီးလပိုင်းဤတိုးတို့ကိုမြင်တော့ခါအနည်းတို့ချင်း၍ရေတွင်း၌ဖုံးအုပ်သောကြောက်ကိုလှိတ်လံပြီးလေဥကြီးလပိုင်းဤတိုးတို့ကို ရေတိုက်လေ၏တဲ့ဟာလေလုယာဖတ်တော်တော်နှုတ်ပတော်ရောက်စီတိုင်းဖြာရှင်ကောင်းကြီးပြပါစေတကယ်တော့သူ့ရဲ့မိဘတွေကယာကုတ်ကိုသူ့ဦးလေးရှိတဲ့လပန်းအရှိပြီကိုဆယ်လုလိုက်တာဖြစ်တယ်သူတော်ရတဲ့အခါမှာသူတစ်ခေါက်မှမရောက်ဘူးတော့နေရသူတစ်ခေါက်မှမရောက်ဘူးတော့အရက်ဒေတာဖြစ်တယ် သူသွားတဲ့အခါမှာသူကရေတွင်းကိုတွေ့တဲ့အခါမှာရေတွင်းနာကိုသူချင်ကတ်တယ်ရေတွင်းနာမှာသူသွားပြီးတော့နားနေတာဖြစ်တယ်အဲ့ဒီအချိန်မှာခုနဖတ်သွားတဲ့ထဲကနော်သူရဲ့ဦးရီလှပန်းရဲ့တမိရာခေလာကတိုးတွေကိုရေတိုက်ဖို့ရောက်လာတာဖြစ်တယ်အဲ့ဒီအခါမှာရာကုတ်ကတွင်းဝ၌ဖုံးအုပ်ထားသော ကြောက်တွေကိုလှိတ်လှန်ပြီးတော့ ဥယီလာပန်းရဲ့တိုးတွေကိုသူကရေတိုက်တာဖြစ်တယ်ပြောမယ်ဆိုအဲဒီနေရာကနေယာကုတ်ကအစဉ်ပြေသွားတာဖြစ်တယ်နော်ဥလီနဲ့လည်းတွေ့ရတယ်ဥလီရဲ့သမီးတွေနဲ့လည်းသူကနောက်ဆုံးပြောမယ်ဆိုရင်အိမ်ထောင်ဖက် ပြုတ်ရတဲ့အခွင့်ကိုသူရရှိခဲ့တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်ရေတွင်းနာတို့ချင်းကချင်းရဲ့ ကောင်းချူမင်္ဂလာ ကောင်းကြီးမင်္ဂလာကို ရာကုတ်ကခံစားခဲ့ရတယ်ဆိုတော့ကိုတွေ့ရတာဖြစ်တယ်နှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာရည်တွင်းကပါကို ပုံဆောင်တာလေရည်တွင်းကနှုတ်ကပတ်တော်ကိုပုံဆောင်တာဖြစ်ပါတယ်တော့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကရှင်ဝအခန်းကြီး9အငယ်38ထဲမှာပါပြောလဲဆိုရင်ရေငတ်တော်သူရှိလင်ငတ်ထန်တို့လာ၍တောက်တော့ ငါကိုယုံကြည်တော်သူသည်ကျမ်းစာလာသည့်အတိုင်းအတက်ရီထွက်ရာဆန်းရီတွင် ဖြစ်လိမ့်မည်ဟုမိတ်တော်မူ၏တဲ့ဟာလေလုယာရီတွင်ဆိုတာဖရာရဲ့နှုတ်ကပတ်တော်ကို ပုံဆောင်တာဖြစ်တယ်ဖရာကိုပုံဆောင်တာဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတာဖြစ်တယ်ဒါကြောင့်အရာရာမှာတောကဒုက္ခပြဿနာတွေနဲ့တင်ဝန်လေးပင်ပန်းနေတယ်ဆိုရင်ရည်တွင်တည်ယူတော့ခရစ်တော်ထံသို့ချဉ်ကပ်လိုက်ပါ ခရစ်တော်ထံကို တိုးဝင်ပါဟာလေလုယာခရစ်တော်ထံမှာသင်ရဲ့လေးသောဝင်တွေကိုချပါသင်ရဲ့လေးသောဝင်ရှိသည်များကနေလွမြောက်ပေါ်ပါစီတဲ့အခွင့်ကိုကိုတော်ကပေးနိုင်တာဖြစ်တယ်ဝင်လေး၍ပင်ပန်းတော်သူရှိသည်များတို့ငါထံလာကြလော့ငါသည် ချမ်းသာပြီမည်ဆိုတဲ့အတိုင်းရေတွင်တည်ယူတော်ခရစ်တော်ထံပါမှာတိုးဝင်ပါ အသက်ရဲ့စမ်းရည် တင်တောက်တုံးယတိတာမကတင့်ရဲ့အထဲကနေထိုအသက်ဆန်းရည်ပြင်ပြီးတော့စီထွက်နိုင်တာကသခင်ရဲ့ခြေတော်ရင်ဖြစ်တယ်ဟာလေလုယဖျားရှင်နာမပုံကြည်ပါစေဒီနောက်ဘက်တော့တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာရေတွင်နားမှာတိုးဝင်ချင်းကတ်တော်သူတိုင်းကလေသူတို့ကြုံတွေ့နေရတဲ့တောကဒုက္ခပြေတနာကနေလွတ်မြောက်ကြတယ်ဆိုတာကိုလေကျွန်တော်တို့တွေ့ရတာဖြစ်တယ် နံပါတ်1ကျွန်တော်ဘုသူ့ကိုတွေ့ရတယ်ဆိုရင်ဟာဂရကိုတွေ့ရတယ်ကပောက်ချံအခန်းကြီး27ထဲမှာကျွန်တော်တို့ဟာဂရကိုတွေ့ရတာဖြစ်တယ်နော်သူ့ရဲ့သားနဲ့တော့မလှဲ့လေကြီးနဲ့မုတ်လဲကုံရေလဲကုံတဲ့အခါမှာသားကတည်တော့မယ်လေးတပစ်ခတ်မှာသားလေးကိုထားပြီးတော့ပူဆွေးဝမ်းနေနေတဲ့အချိန်မှာဖရာတခင်ကဟာဂရရဲ့မျက်စိကိုဖွင့်တယ် ရေတွင်းကိုတွေ့ရှိတာဖြစ်တယ်။သူက တကယ်တော့ရေတွင်းနားမှာသူရောက်နေတာ။နော်။သူကမမြင်တာ။ဖခင်ကသူ့ရဲ့မျက်စိကိုဖွင့်တဲ့အခါမှာရေတွင်းကိုတွေ့တယ်။တွား၍ရေကိုဖြည့်ပြီးတော့သူ့ရဲ့သားငယ်လေးကိုလည်းသူကတိုက်တာဖြစ်တယ်။သူ့ရဲ့ခက်ခဲပြဿနာတွေအဆင်ပြေသွားတယ်။ငတ်မွတ်ခြင်းတဲ့အနေလွတ်မြောက်သွားတယ်ဆိုတာကိုဟာဂရရဲ့အသက်တာထဲမှာကျွန်တော်တွေ့ရတယ်။နံပါတ်1ဘာတူလဲဆိုရင်အာရန်ရဲ့ဂျွန်းပန္နာစုဖြစ်တယ်နော်။ အဗရန်ကသူ့ကိုဆေလွတ်လိုက်တယ်သူ့ရဲ့သားဣဆက်အတွက်တို့တို့သမီးရှာဖို့ဆေလွတ်လိုက်တဲ့အခါမှာဒီပန္နာဆိုးအဗရန်ရဲ့အကျုံကလည်းရေတွင်းနာကိုသူအရင်သွားတယ်ရေရင်းနာရောက်တဲ့အခါမှာသူကဆုတောင်းတယ်ဆုတောင်းတဲ့အတိုင်းပဲเนาะအဲ့ဒီရေရင်းမှာရေခတ်ဖို့ရေဘကကဆင်းလာတယ်ဆိုတာကိုလည်းတွေ့ရတာဖြစ်တယ်ဒါကြောင့်သူ့ရဲ့အခက်ခဲတွေသူ့ရဲ့ပြက်တနာတွေရေရင်းနာကိုချင်းကတ်တဲ့အခါမှာလည်းအဆ အစုံသူ့ရဲ့ပြဿနာတွေခက်ခဲမှုတွေပြေလည်သွားတယ်ဆိုတော့ကိုလေအာဗရန်ရဲ့ကျွန်ပနာစုရဲ့အသက်တာထဲမှာတွေ့ရတာဖြစ်တယ်။အာပြီးတော့နောက်ဘသူအသက်တာတွေ့ရလဲဆိုရင်မောရှေကိုတွေ့ရတာဖြစ်တယ်။မောရှေကြီးလဲနော်လူတက်မှုနဲ့ထွက်ပြေးတာလေဖာရောပြင်းတည်င်းကိုသူကြားတယ်သူကိုအမတက်ဖို့လိုက်ရှာတဲ့အခါမှာသူကထွက်ပြေးတယ်ထွက်ပြေးတဲ့အခါမှာမိထံပြီတို့ ရောက်လေနဲ့ရေတွင်းနားမှာထန်၍နားနေလေ၏တဲ့နော်မစ်ချန်ပီတို့ရောက်တဲ့အခါမှာလဲသူအရင်ဆုံးဘယ်နားမှာတိုးဝင်သွားလဲဆိုရင်ရေတွင်းနားကိုသူတိုးဝင်သွားတယ်ရေတွင်းနားကိုသူချင်းကတ်တယ်နောက်ဆုံးအဲ့ဒီမစ်ချန်ရဲ့ယစ်ဘရိုဟေရဲ့သမီးနော်စီဘောရနဲ့သူဟာအိမ်ထောင်ဖက်ပြုတ်ပြီးတော့လက်ထပ်ထိမ်းများတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ် သူရဲ့အခက်ခဲပြက်တနာတွေရေရင်းနာကို ချင်းကတ်တဲ့ခါမှာအစဉ်ပြေသွားတယ်ပြေလေသွားတယ်ဆိုတာကို မောင်ရှိရဲ့အတ္တထဲမှာ ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။နောက်ပုဒ်အတ္တတွေ့ရလဲဆိုရင်ယောနတန်နဲ့အဟိမတ်ဆိုတဲ့လူငယ်နှစ်ယောက်ရဲ့အတ္တကိုတွေ့ရတာဖြစ်တယ်နော်။လူငယ်နှစ်ယောက်ကလူတွေသူတို့နှစ်ယောက်ကို မမြင်အောင်နော်။ဒီဒါဝိတ်ကို ဖမ်းမဲ့ထဲမှာ ခိုးကြောင်ခိုးဘက်နဲ့ဒါဝိတ်ကိုတည်င်းပေးဖို့တွားတဲ့အခါမှာလူတွေတွေ့မြင်မှာဆိုးလို့လူတွေမြင်သူတို့နှောက်ကိုသူတို့နှောက်ရဲ့အကြောင်းကိုနော်ပြောမှာဆိုးလို့ဒီယော်နာဒန်နဲ့အဟိမတ်ကမြို့ထဲမှာဝင်နေသူတပတ်မြင်မှာကြောက်တဲ့အတွက်ကြောင့်နော်တွားပြီးတော့ခြံတခြံထဲမှာဝင်နေခြံတခြံထဲမှာရောက်တဲ့အခါမှာအလင်းအမြန် အာအိမ်တဲ့အိမ်ထဲကိုဒူဒူနဲ့ဝင်လိုက်တာဖြစ်တယ်အဲ့ဒီအိမ်ဝင်းထဲမှာပါရှိလဲဆိုရင်အဲ့ဒီအိမ်ဝင်းထဲမှာရေတွင်းရှိတာဖြစ်တယ်နောက်သူတို့နောက်ဟာရေတွင်းထဲကိုဆင်းပြီးတော့ပုန်းနေတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်အဲ့ဒီမှာရှိနေတဲ့အိမ်ရှင်အမျိုးသမီးကလည်းရေတွင်းဝကိုဆန်လှမ်းတယ်လို့ဆန်လှမ်းတယ်လို့နဲ့ရေတွင်းဝကိုပိတ်ပြီးတော့ဆန်လှမ်းတယ်လို့လှမ်းလိုက်တဲ့အခါမှာရောက်လာတဲ့အဘရှလုံရဲ့ဂျွန်နေက မေးတဲ့အခါမှာယော်နာဒန်နဲ့အဟိမတ်ပဲမှာလေလို့ဒီအမျိုးသမီးကိုမေးတဲ့အခါမှာမရှိဘူးတဲ့ခြောက်တစ်ဖက်ကိုကူးသွားပြီတဲ့ခြောက်တစ်ဖက်ကိုပြေးသွားပြီလို့ပြောလိုက်တာဖြစ်တယ်တကယ်တော့သူတို့နှစ်ယောက်ကအဲ့ဒီခြံဝင်းထဲမှာရှိတဲ့ရေတွင်းထဲမှာဝင်ပုံနေတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်သူတို့နှစ်ယောက်ရဲ့အခက်အခဲပြဿနာတွေလည်း ထိုရေတွင်းကိုချင်းကတ်တဲ့အခါမှာဒီအသက်ဘေးကနေလုံမြောက်သွားတယ်ဆိုတာကိုကျွန်တော်တို့နှုတ်ပါတော်တမန်ကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်ဘုရားရှင်နာမပုံကြည်ပါစေ။ကြောက်ဒီလူတွေဟာရေတွင်းနာကိုချင်းကတ်တဲ့အတွက်ကြောင့်ပဲသူတို့ရဲ့အခက်ခဲတွေသူတို့ရဲ့ပြဿနာတွေအဆင်ပြေသွားတယ်။ဒီခက်ခဲပြဿနာတွေကနေသူတို့လုံမြောက်သွားကြတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ အခက်ခဲပြဿနာတင်ကြုံတွေ့ရတိုင်းဆန်းရည်တွင်ရည်တွင်တည်ယူတော်ခရစ်တော်ကို အောင်းမေ့တည်ရပါဟာလေလုယခရစ်တော်ထံမှာတိုးဝင်ပါခရစ်တော်ထံမှာနီးခံပါဟာလေလုယသင်ရဲ့ရှိသမျှသောဝန်ထုပ်ဝန်ပိုးတွေကနေပေါ့ပါရတဲ့ခွင့်ကိုသူအေကံအမှန်ပေးမှာဖြစ်တယ်ယောသတ်ရဲ့အသက်တာလည်းထုံနီလကောင်းပဲနော်ရေတွင်းနားမှာ ပေါက်တဲ့အတွက်ကြောင့်အခက်လက်တွေကအုပ်ယိုးပေါ်မှာကျော်သွားတယ်ဆိုတာကိုလည်းနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့အသေးအလင်းတွေ့ရတာဖြစ်ပါတယ်နော်ရေတွင်းနားမှာစိုက်ပြိုးတော့ကြောင့်ရေတွင်းနားမှာပေါက်တဲ့အတွက်ကြောင့်တန်တော့ပြိုးပင်တင်ဖြစ်ချင်နေဆိုရင်နှုတ်ကပတ်တော်ထဲမှာစိုက်ပြိုးပါနှုတ်ကပတ်တော်ထဲမှာတိုးဝင်ပါတင်းအခက်ခဲပြဿနာတွေ့ကြုံတိုင်းရေတွင်တည်ယူတော့နှုတ်ကပတ်တော်နှုတ်ကပတ်တော်တည်ယူတော့ခရစ်တော် ထပ်မတိုးဝင်ပါတင်းရဲ့အခက်ခဲပြဿနာအားလုံးကိုကိုတော်ကဖြေရှင်းပေးမယ်ဆိုတာကိုဒီຢာလေးအဖြစ်ကျွန်တော်ခွန်အားပေးချင်တာဖြစ်ပါတယ်ຢာကုတ်เนาะခက်ခဲပြဿနာတွေ့ကြုံရတယ်ဘယ်ကိုသွားလို့လာမှမသိတဲ့အခါမှာရေရင်းနာချင့်ကတ်တဲ့အခါမှာသူ့ရဲ့ခက်ခဲပြဿနာ အားလုံးပြေလေသွားတကယ်တော့တင်းဒီအခက်ခဲပြဿနာဒုက္ခပြဿနာရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ သင်အရင်ဦးဆုံးရေတွင်တည်ဦးတော်ခရစ်တော်ရဲ့ခြေတော်ရင်မှာတုံဝင်ပါခရစ်တော်ထမှာမိမိရဲ့ဝန်ထုပ်ဝန်ပိုးကိုအံ့နံပါ ထိုတခင်ဒီတင့်ကိုပေါ်ပါလန်ဆန်ရတဲ့အခွင့်ကိုပေးမယ်ဆိုရကိုဒီနှုတ်ပတ်တော်လေးအဖြစ်အနေငယ်ခွန်အားပေးဝေငှတိုက်တွန်းချင်တာဖြစ်ပါတယ်အားလုံးကိုစီကိုစီမိမိရဲ့တော့ကဒုက္ခပြတနာထက်ကနေလွတ်မြောက်နိုင်တော့သူအရောက်စီတိုင်းဖြစ်စီဖို့ဘုရားသခင်ကောင်းချီးပေးပါစေတင့်ကို ထိုဒုက္ခပြတနာထဲကနေလွမြောက်စေသောအရာကရည်တွင်တည်ယူတော့ခရစ်တော်ဖြစ်တယ်ဆိုတာကိုခွန်အားပေးဝေငှချင်တာဖြစ်ပါတယ်။ကြာနာတော်သူတယောက်ချင်းစီတိုင်းပေါ်မှာဖျားရှင်တာ၍အလင်းပေးဖွင့်ပြလျက်အရောက်စီတိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေ။အာမင်။